မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မနေ့ကကျမတင်တင်ဆက်မှုလေးကိုတရက်တာရှင်းထားခဲ့ပါရှင်။အခုဒီပေါ့နော်နိုင်ငံတကာကိစ္စမှာလည်းအရေးကြီးတဲ့အခမ်းအနားလေးခုရှိနေတယ်။အဲ့ဒါပါလဲဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်နေပြီးတော့ဖြစ်ပွားသွားတဲ့ဧပြီလ22ရက်နေ့မှာဖြစ်ပွားတဲ့ကာရှမီးယားဒေသမှာဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်။အကြမ်းဖက်တိုက်ခိုက်မှုကနေပြီးတော့သူတို့နှစ်နိုင်ငံကြားထဲမှာစစ်ရေးအရန်တင်းမာနေရရှင့်။မနေ့ည6ရက်မှာဒီနေ့6ရက်မှာစသဖြင့်ပေါ့နော်အဲ့လိုဇလန်းလေးဖြစ်နေတဲ့အထက်မှာနေနေချင်းထိဆက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံမှာကလည်း ဒီအရှိပိုင်းဒီမှာဒီပေါ့နော်ဒီစစ်ပွဲကြီးနဲ့ပေါင်းပတ်သက်လာနိုင်တဲ့အခြေအနေအကြောင်းတရားလေးလည်းရှိလာတယ်။ဒါလေးကိုကျမတို့ကနိုင်ငံတကာရှိရလေ့လာသုံးသပ်သူဖြစ်တဲ့ဆရာကြီးစိုးလင်းကိုကျမတို့မေးမြန်းထားတာဖြစ်ပါအရှင်။ကျမတို့နိုင်ငံကဂျီတူရီဘူးသူဒရာစီရန်ပြီးတော့ကြိုတင်ပြင်ဆင်တဲ့အခမ်းအနားလေးတွေပေါ့နော်ဒါလေးကိုသိရှိစေဖို့အတွက်ကျမတို့အမေးဖြေလေးလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျမဒီဟာလေးအချိန်ပေးလိုက်တဲ့အတွက်မနေ့ကဂျင်းတက်ဆက်မှုလေးကိုတရရှင်းနားလေးရတာဖြစ်ပါအရှင်။ လိုအပ်ဖြစ်ပြည်တွင်းသတင်းတင်ဆက်တာလေးတရရန်နာလေးရတယ်ဆိုပေမဲ့မိဘပြည်သူတွေအတွက်ဘုသူဒများစွာရရှိမဲ့မေးဖြေကဏ္ဍလေးရိုက်ဖြစ်ခဲ့တယ်ဒါလေးတင်ဆက်နိုင်ခဲ့တာကတော့အမျက်ပါပဲရှင့်မိဘပြည်သူများလည်းနိုင်ငံနိုင်ငံကသတင်းလေးတွေလေ့လာပေးပါနော်။ဘာကြောင့်လဲဆိုတော့ကဘာကြီးကအခုချိန်မှာရန်ပြောင်းလဲနေတာ။ဒီပြောင်းလဲမှုတွေကြားထဲမှာကျွန်မမြန်မာနိုင်ငံသားတွေဘလို့စိတ်လေးထားရမယ်ဘလို့ပြင်ဆင်ရမယ်ဆိုတာအရေးကြီးရဲ့ရှင့်။အကျမတို့ prime media မှာကတော့နိုင်ငံကရေးရလေးလာတုံးတက်သူဆရာသူဖြစ်တဲ့ဆရာကြီးစွန်းလင်းကနေပြီးတော့ရုပ်တံတိုးလေးနဲ့ပေါ့နိုင်ငံတကာသတင်းတွေကိုလွယ်ကူရိုးရှင်းစွာနားလည်နိုင်မှုအတွက်ရုပ်တံလေးနဲ့ပြင်ဆက်တာရှိပါရဲ့ရှင့် ရုံတန်တစ်ခုမှ5မိနစ်6မိနစ်ပေါ့နော်အများဆုံးရှိမှ9မိနစ်လောက်ပဲရှိပါတယ်အဲ့တော့ဒီလောက်အချိန်လေးပေးလိုက်ရုံနဲ့နိုင်ငံတကာသတင်းတွေနိုင်ငံတကာရေးရတွေကိုရွေးကူရိုးရှင်းစွာလေ့လာနိုင်မယ့်အခွင့်အရေးကိုလက်မလွတ်စေချင်ပါအောင်ရှင့်ဒီလိုလေ့လာရင်လည်းမိဘပြည်သူများဆွေးနွေးကြတာရှိရဆိုလဲ comment လေးမှာဆွေးနွေးလို့ရပါတယ်ရှင့်ကျမတို့နေတိုင်းသတင်းတွေဖတ်တယ်လေးလာသုံးသပ်ချက်လေးနားထောင်တယ်ကိုကဆွေးနွေးရတယ်ဆိုရင်ဒီရပေါ်မှာကျွမ်းကျင်ပါနိုင်လာပြီးတော့အတွေးခေါ်လေးပုံပြီးတော့မြင့်မားစွာကျယ်ပြန့်စွာတွေးနိုင်လာမှာဖြစ်ပါရဲ့ရှင့်ကျမတို့မြန်မာနိုင်ငံသားအားလုံးကဒီလိုမြင့်မားတဲ့တွေးခေါ်ရှိပြီးဆိုတော့ကျမတို့နိုင်ငံကရေမြင့်ရင်စာတက်လာပေါ့ရှင့် ဟုတ်တယ်မလားဒီလိုတွေးခေါ်နေရှိပါဒါကြောင့်ကျမတို့ကအတက်အလန်ဆုံးစူးစမ်းပြီးတော့ဘူးတုတတွေ knowledge sharing တွေသတင်းချက်လက်တွေကိုပေးနေပါရှင့်မိဘပြည်သူများကလာရောက်ပြီးတော့ဝင်ငှယူဖို့အတွက်ပြန်လည်ဖြန့်ဝေဖို့အတွက်ဒါကျမတို့အကူအညီပေးပါရှင့်ဒီပါပြည်သူများရှင်ကျမပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတို့လေးကတော့ပြည်သူတို့ဆိုတဲ့သတင်းတာဖြစ်ပါရဲ့ရှင့်ဒီသတင်းလေးကတော့ကျမပထမတစ်ကြိမ်တင်ဆက်ပေးပါပြီဒါဒုတိယကြိမ်ဖြစ်ပါတယ်အပိုင်းလေးနဲ့တင်ဆက်မှာပါတင်ဆက်တဲ့အကြောင်းကိုကျမဆက်လက်ပြောပြမယ်ရှင့်အဓိကနိုင်ငံတော်ဘာလုပ်နေလဲဆိုတာသိဖို့လိုတယ်ကျမတို့လေ ကျွန်တော်ပြည်သူတွေတော်တော်များနိုင်ငံတော်ဘာလုပ်လဲမသိဘူး။ဒါလည်းနိုင်ငံတော်ကလည်းပြည်သူဘာဖြစ်နေလဲမသိဘူး။ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဂျားလေးတွေးတော့ဝေးတာပေါ့ရှင်။ဝေးတော့ဇလန်းတွေကကြာလာတော့ဘာဖြစ်လဲတောင်ကြောင်အထင်လွဲတယ်။တောင်ကြောင်နားမလဲနိုင်ဘူး။တောင်ရဲ့လုပ်ငန်းစဉ်ကိုကြောက်ကဖျက်ဆီးရစသဖြင့်ပေါ့နော်အဲ့လိုမျိုးဖြစ်တာပေါ့ရှင်။ဒီတော့ဒီလိုမဖြစ်အောင်ကျွန်တော်ပြည်သူတို့ဆိုတဲ့အစီအစဉ်လေးပေါ့ရှင်။ဂျားလေးကနေပြီးတော့အောင်းသွဲပေးတာပေါ့နော်။ခဏနိုင်ငံတော်ကလုပ်နေတဲ့ကိစ္စလေးတွေမိဘပြည်သူတွေအတွက်အကျိုးရှိရတဲ့ဟာလေးဆိုကျွန်တော်ပြောပြတာပေါ့နော်။ ပြည်သူတို့ဆိုတာအစိုးရလုပ်ငန်းစဉ်ကိုမိဘပြည်သူပြောပြတာဒါပေမဲ့အစိုးရလုပ်တဲ့မှာပြောပြတာတော့မဟုတ်ဘူးအစိုးရလုပ်တဲ့ထဲမှာကျမတို့တိတိတဲ့ကိစ္စရှိသလိုမတိတိတဲ့ကိစ္စလည်းရှိတယ်အဲ့လိုပဲတိစီရမလို့တဲ့ကိစ္စလည်းရှိတယ်ဟုတ်ကဲ့မာလေးဒီလားအမှန်တရားအလုံးသိနေစရာမလိုဘူးကျမပြောချင်တာလေကိုသိရဲ့အမှန်တရားအမှန်ဆုံးဖြစ်နေဘူးပဲလို့ရတယ်ဒီမှာအဲ့လိုလည်းရှိတယ်ကျမတို့ဆိုလည်းဒီလိုပဲအမှန်တရားအလုံးဘယ်တော့မှပြောမှာမဟုတ်ဘူးနော်ဒါပေမဲ့ကျမတို့ပြောတာအလုံးဒီအမှန်တရားဖြစ်စေရမယ်အဲ့လိုစဉ်းစားစည်းကမ်းလေးနဲ့ကျမတို့နေထိုင်တတ်မှာနိုင်ငံတစ်ခုမှာတိုးတက်မှုဟာနှိမ့်ညံလားရှင့် နေရာတိုင်းပါနေရလဲကောင်းတာမဟုတ်ဘူး။ဒါကအစိုးရအတွက်ကောပြည်သူအတွက်ကောကျမတို့မီဒီယာတွေအတွက်ကောနော်နေရာတိုင်းပါတာမကောင်းအောင်ရှင်အဲ့လိုလေးရှိပါတယ်ပြီးတော့ဒါဆိုရဲလုပ်ငန်းစဉ်လေးကိုပြောပြမယ်ဟိုသူတို့တာမန်စီဝေးထိုင်တာတို့ဟိုသွားဒီသွားကိစ္စတွေမပြောနေတော့ရှင်ဟုတ်တယ်မလားဒါအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးနော်ဒါသူတို့နေရာလောက်မှာကိစ္စသူတို့တော့လုတ်စေအခုအရေးကြီးရပါလဲဆိုတော့တကုံးမြို့နယ်အတွင်းမှာဆိုရင်ဒီလွန်ခဲ့တဲ့နှစ်က2024ရဲ့ရေးကြီးွားခဲ့တယ်ရေးကြီးွားတကုံးဟာတော်တော်ဆိုးဆိုးွားဆိုတော့ပျက်စီးခဲ့တယ်ပေါ့နော်အဲ့ဒီမှာမှညောင်ပင်တာကျေးရွာဆိုတာလည်းရှိရဲ့ရှင့် ဲ့ဒီကြေးရွာတရွာလုံးနှိပါအောင်ပြည့်စည်ဆုံးရှုံးပြီးတော့အိမ်တွေမရှိတော့တဲ့ဟာကိုနိုင်ငံတော်ကနေပြီးတော့စီမံဆောင်ရွက်ပေးတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကရှားနှုံးပြစ်အောင်မြင်သွားပြီပြီးဆုံးသွားပြီဖြစ်တဲ့အတွက်မိဘတီတို့လေးအဲ့ဒီကြေးရွာသူကြေးရွာသားလေးစီကိုမနေ့မေလ3ရက်နေ့ရဆိုရင်အိမ်လေးရပြန်အပ်လိုက်တယ်။ဒီဟာသူတို့အိမ်လေးတွေကျွန်တော်ပြတ်တာထားပါမယ်ရှင်။တော်လေးကိုချက်ဖို့ကောင်းမယ်နော်။လက်လက်ပပတက်ရက်ကလေးနဲ့ခြေရန်ရှည်လေးတွေဆောက်ပေးထားရှင်။နောက်တစ်ချိန်ရေးတွေအဲ့လိုမျိုးစီးစင်းတဲ့ကိစ္စဖြစ်မယ်ဆိုတော့မှဒါခံနိုင်ရှိအောင်လို့ဆောက်လုပ်ပေးတာဖြစ်ပါတယ်။ဒါလေးကိုတေချာလေးဆောက်လုပ်ပေးတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ညီနောင်အသင်းတွေရဲ့ပတ်မှုကူညီမှုနဲ့ဒီလိုမျိုးဆောက်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ချက်။ဒီတော့မနှစ်ကလုပ်ခဲ့တဲ့ဟာလေးကဒီနှစ်မှာပြီးစီးသွားပြီးတော့အနိုင်ခဲ့ပေါ့ရှင်မိုးရသည်အမိအနိုင်ခဲ့ပြီပေါ့တော့ကျမတို့ပြန်လဲထူထောင်ရေးဆောင်ဒီလိုပဲအချိန်ခုပေးရတယ်ငလင်ကိစ္စလည်းဒီလိုပဲအခုချိန်မှာငလင်ဟာဖြစ်သွားခဲ့တာတလကျော်သွားခဲ့ပြီတလကျော်အတွင်းမှာနိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်တွေအများကြီးရှိရဆိုပေမဲ့တချို့ຢာတွေကိုကျမတို့အကောင့်ထည့်ပို့ပြီးမမြင်ရသေးဘူးပေါ့နော်ဒါပေမဲ့သူတို့လုပ်နေတယ်လုပ်နေတာဆိုတာသိကြတယ်ကျမတို့လည်းမြင်နေသိနေရပဲနော် မလုပ်တာမဟုတ်လုပ်နေတယ်ဒီတော့အကောင့်ထည့်ဖို့လားချိန်ကျကျွန်တော်အကောင့်ထည့်ဖို့ပြီဆိုတာလေးပြောပြပါမယ်ရှင်။ဉာဏ်ဉာဏ်ဆက်ဆက်အကောင့်ထည့်ဖို့အောင်ကတော့နိုင်ငံတော်ကစူးစမ်းရမယ်။ကောင့်ထည့်ဖို့သွားခဲ့လို့ရှင်ဒီသွေးလက်ဝယ်ရောက်ရှိအောင်လို့နိုင်ငံတော်ကစူးစမ်းရမယ်။ဒီຢာလေးပေါ်မှာကျွန်တော်တို့ကချီးမွမ်းတာလေနိုင်ငံတော်လှုပ်ဆောင်ချက်ကောင်းရင်ကောင်းတဲ့အတိုင်းပြောဆိုရမှာလေကတော့ကျွန်တော်မီဒီယာနဲ့တာဝန်သာဖြစ်ပါရှင်။အဲ့ချိန်ကျရင်ကျမတို့အနေနဲ့ပြည်သူတွေပျော်ရွှင်စေရန်နိုင်ငံတော်ရဲ့စူးစမ်းချက်လေးကိုလည်းပြည်သူတို့အစီအစဉ်နဲ့လည်းကျမတက်ဆက်ပေးမှာဖြစ်ပါရှင်။ ဒီနေ့ကတော့တက္ကုံမြို့မှာရှိရဲဒီညောင်မင်းသားကျေးရွာမှာရှိရဲမိဘပြည်သူတွေအိုးအိမ်အစ်စ်လေးရရှိခဲ့ပြီးဖြစ်တဲ့အတွက်ဒီအိုးအိမ်လေးတွေနဲ့အတူပျော်ရွှင်စွာနေထိုင်နိုင်ပါစေမိသားစုတွေလုံခြုံစွာနေထိုင်နိုင်ပါစေလို့ကျွန်မတို့ကဆုတောင်းမေတ္တာပို့တာပါတယ်ရှင်မိဘပြည်သူများရှင်ကျွန်မခုထပ်မံပြီးတက်ဆက်ပေးခြင်းနဲ့သတင်းလေးရတယ်သတင်းတူလေးပါပဲရှင်လာရှုမှာဖြစ်သွားတဲ့သတင်းလေးသာဖြစ်ပါရှင်မင်္ဂလာသတင်းလေးတစ်ခုပါပဲရှင်လာရှုမြို့မှာဆိုရင်မန်ဆူဆရာတော်ဘုရားကြီးကလာရှုမြို့ကိုပြန်လဲပြီးတော့ကြာချီသွားခဲ့ပြီဖြစ်ပါရှင် မန်းစုဖြစ်ဆရာတော်ဖျားကြီးပေါ့နော်ဒီလာရှုမြို့ကိုရောက်ရှိပြီးရခါမှာဆိုရင်လာရှုမြို့မှာမျိုးလုံးကျွတ်အန်ရဲကင်းပရိတ်တရားပွဲကိုကျင်းပခဲ့ပါရှင့်မေလ၄ရက်နေ့မွန်လွဲပိုင်းမှာဆိုရင်လာရှုမြို့မှာတန်ဃာတော်24ပါးဦးဆောင်ပြီးတော့မျိုးလုံးကျွတ်အန်ရဲကင်းပရိတ်တရားတော်များရုပ်ဖက်ပူဇော်ပွဲကျင်းပခဲ့ကြအောင်ဖိရှိရပါရှင့်မှန်တတ်ပုံလေးကျွန်မပြသထားပါရှင့်တန်ဃာတော်တွေဟာဆိုရင်ဘိုးကျုပ်လန်း၊ဘူတာလန်း၊လင်ကွင်းလန်းနဲ့အေဒီတရားနီးမှာရှိတဲ့နေရာတွေကိုတဲ့တရင်300ရှင်နဲ့လှည့်လည်ပြီးတော့ပရိတရားတော်များကိုရုပ်ဖတ်ခဲ့တာဖြစ်ပါရှင့်။ဟုတ်နော်။သာသနာ2500ကျောင်းနဲ့၄စိတ်မှာခိတ္တရှင်နာပြီးတော့ ကမဝါရွတ်ဖတ်ခြင်းများကိုလည်းပြုလုပ်ခဲ့ပါရှင်။ဤရွတ်ဖတ်ပူဇော်ခြင်းကိုမန်ဆူရှမ်းကျောင်းဆရာတော်ဘုရားကြီးရဲ့ညွှန်ကြားချက်အရပြုလုပ်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့သိရပါရှင်။ဒီလိုမျိုးပြိတ္တရာတော်တွေရုပ်ဖတ်ပူဇော်ခြင်းအပြင်မြို့သူမြို့သားတွေအနေနဲ့ကင်းချင်းပြီးတော့စိတ်ချမ်းသာရေးကိုစောင့်ကြဲနိုင်ဖို့အတွက်လည်းရည်ရွယ်တယ်ဆိုပြီးသိရှိရပါရှင်။ဒါရှုပ်မြို့လေးဟာဆိုရင်ပြောရမယ်ဆိုတော့သွေးချောင်းစီးခဲ့တာပေါ့နော်။ ျွန်တော်ဗုဒ္ဓဘာသာအရဆိုရင်တော့ဒီလိုမျိုးဖြစ်ရက်တွေဖြစ်သွားပြီးရဲ့နောက်မှာဆိုရင်မကျွတ်မလွတ်တဲ့သတ္တဝါတွေဟာဒီလူသားတွေနောက်ဆက်တဲ့ကိစ္စတွေလည်းလုတ်တဲ့လိုမျိုးဒီသတ္တဝါတွေကိုယ်တိုင်လည်းမကျွတ်မလွတ်တဲ့ဘဝမှာအကြိုက်ရှိနေပြီးတော့ဒုက္ခဆင်းရဲခံရတာပေါ့နော်ဒါကြောင့်တို့တို့ကကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးရတယ်သူတို့ကျမတို့ကဘဝကောင်းစီကိုကူးပြောင်းနိုင်ဖို့အတွက်ကိုအမြဲတမ်းပေးဝေရတဲ့လုပ်ငန်းစဉ်တွေလုပ်ရတာပေါ့နော်။ဒါရှုပ်မြင်မှဆိုလည်းဒီလိုပါပဲ။ပြောရမယ်ဆိုတော့ရှိမှာပဲလေနော်ဘလို့ဖြစ်ဖြစ်အားလုံးကဒီထိခိုက်နစ်နာချဆုံးခဲ့ရတာဝါရှင် MND ရဲ့ဖွဲ့ဝင်လက်ပါမယ်တက်မတော်သားတွေလည်းပါမယ်ပြည်သူတွေလည်းပါမယ် ကလေးတွေလူကြီးတွေလည်းပါမယ်ရှင်ဒီသိဆုံးခဲ့ရတဲ့သူတွေထဲမှာပေါ့နော်ဒီတော့ဒီလူတွေရဲ့ဘဝတဘာကူပြောင်းနိုင်ဖို့အတွက်လဲကျွန်မတို့ကုသိုလ်ကောင်းမှုလေးလုပ်ပေးရမယ်သူတို့တွေဘယ်လိုမျိုးလူသားပဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့နော်ဘယ်လိုမျိုးယူဆချက်တွေပဲဆွဲကင်သွားတဲ့သူဖြစ်ခဲ့ဖြစ်ခဲ့ကျမတို့ ਨੇ ဘဝချားသွားပြီဆိုရင်ကျမတို့ကသူတို့ပုံမှာမေတ္တာတရားပဲထားရတယ်ရှင်သူတို့ကျမတို့ဘာမှမလုပ်နိုင်တော့ဘူးပေါ့နော်မေတ္တာတရားထားပြီးတော့ပဲဘဝကူကောင်းအောင်လို့ကျမတို့ကဒါကုသိုလ်တရားလေးညှဝေပေးရတာဖြစ်ပါရှင့် ကုသိုလ်လုပ်ရင်တော့မှကျမတို့က30ပုံမှကျင်လည်ကြတဲ့ဝိညာဉ်တတ္တဝါများအားလုံးကိုညှာတန်းပေးဝေပါတယ်ဆိုပြီးတော့ကုသိုလ်ညှာဝေလေးရှိပါတယ်။ရုပ်နဲ့အမျက်မရွေမရှိဘူးပေါ့နော်ဒါဟိုလူကပဲအမျက်ပေးမယ်ဒီလူပဲအမျက်ပေးမယ်ဆိုကျမတို့ဗုဒ္ဓဘာသာမှာမရှိပါဘူးရှင့်။တတ္တဝါအားလုံးကိုမြစ်တာထားတာဗုဒ္ဓဘာသာဖြစ်ပါတယ်။ဒါကြောင့်သက်ရှင်နေစင်မှာတော့ယူဆမတူတာရှိမှာပေါ့နော်။တေဆုံးသွားပြီဆိုတော့ကျမတို့ဒီလူပေါ်မှာချစ်ချင်းမုန်းချင်းကင်းရှင်းစွာနဲ့အမြတမ်းပေးဝင်နိုင်မဲ့စေတနာမြတ်တာမြတ်တာစိတ်လေးပေါ့။ဒါလေးရှိဖို့တော့လိုပါရှင့်။ ဒါကြောင့်အခုဆိုရင်လာရှုံမြို့မှာလည်းအနေရကင်းပေါ့နော်အနေကင်းစီဖို့အတွက်ပရိပဋ္ဌာန်းတွေရွတ်ဖတ်တယ်ဒီလိုမျိုးပြုလုပ်တယ်ဆိုတာအမတန်ကောင်းမွန်တဲ့မင်္ဂလာသတင်းလေးသာဖြစ်ပါရှင့်လာရှုံမြို့လေးကိုအခုလိုမျိုးပရိပဋ္ဌာန်းများရွတ်ဖတ်ပြီးကြတဲ့တန်ဃာတော်များအားလုံးနဲ့မန်ဆူဆရာတော်ဘုရားကြီးကိုလည်းကျမဒီနေရာနေပြီးတော့ပဲဥခိုက်ကြောအပ်ပါရှင့်မိဘပြည်သူများရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ဒီမိုးရသည်မှာမိဘပြည်သူများအထူးသတိပြုတဲ့ကိစ္စလေးနဲ့ဆက်ဆက်ပြီးတော့ပြောပြမယ့်သတင်းလေးသာဖြစ်ပါရှင့်။သတင်းလေးကိုကျွန်မအရင်ဆုံးပြောပြပါမယ်။ ဒီငလင်လှုပ်ပြီးရဲ့နောက်မှာပေါ့နော်ငလင်လှုပ်ပြီးရဲ့နောက်မှာဆိုရင်မန္တလေးမှာတိုက်တရားစောင်းကုန်နေရှင်တချို့ကအနောက်ကိုစောင်းနေတချို့ကအရှိကိုတချို့ကဘေးကိုအဲ့လိုပေါ့နော်တိုက်တရားပုံမှန်မဟုတ်တော့ဘူးအဲ့ဒါဖြစ်ပြီးရဲ့အချိန်မှာဆိုရင်မိုးရေရွာချတဲ့ခါမှာ April 15ရက်မှာလေငလင်တန်တဲ့နဲ့အဆောက်ဦးနှစ်ခုကပြိုကျသွားတယ်သူ့အတူပြိုကျသွားပါတော့ဆက်စပ်ရင်ငလင်လှုပ်ပြန်သူတို့စောင်းသွားတာမိုးလဲရွာကိုပြိုကျသွားအဲ့လိုဇလန်းတွေပေါ့နော်နှစ်ခုတော့ဖြစ်ခဲ့တယ်ရှင့် ဒီလွန်ခဲ့တဲ့ဒီမေလ၄ရက်နေ့မှာဆိုရင်လည်းမနက်အစောပိုင်းကမိုးတွေအရန်ရွာလာပြီးတဲ့အခါမှာတဲ့15လမ်း82လမ်းနဲ့86လမ်းကြားမှာရှိတဲ့၈ထက်လူနေအဆောက်အဦကညနေ၄နာရီကျော်ဝင်းကျင်မှာကျွံ့ကြမှုဖြစ်ပွားခဲ့ပါရဲ့ရှင့်ဒီကျွန်သွားတဲ့အဆောက်လေးကျွန်မပြသပါမယ်။အဲ့ဒီအဆောက်ဦးအားတဲ့ငလင်ဆဆကျဖြစ်သွားသူကအနောက်ဘက်ကိုစောင်းသွားတယ်တဲ့။အခုလိုကျွန်ကျသွားပြီးတဲ့အခါကျတော့အရှေ့ဘက်ကိုသူကစောင်းသွားတယ်တဲ့။သူကလေအဲ့လိုပေါ့နော်အဲ့လိုဖြစ်သွားရရှင့်။ ်အပြီးတော့ဒီရှစ်ထက်အဆောက်အဦတဲ့မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့နှလင်းကြောင့်သူကလူနေထိုင်လို့မရတဲ့အထိပျက်စီးသွားလို့အဲ့ဒီတိုက်ခတ်မှာနေထိုင်တဲ့အိမ်တော်စု20ကျော်ကဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ထားပြီးသားဖြစ်တဲ့အတွက်ဒီလူသေးဆုံးထိခိုက်တာတော့မရှိခဲ့ဘူးလို့သိရပါတယ်ရှင့်ဒီလိုမျိုးပြိုကျတဲ့အခါကျတော့တဲ့ဒီလော့ဆယ်မှာပေါ့နော်လူထိခိုက်တိတ်ကိုအဆုံးမမရှိဘူးဆိုပေမဲ့ဒီတိုက်ပတ်ဝန်းကျင်ထဲမှာနေတဲ့အိမ်ကသူတွေကလည်းမနေရတော့ပဲနဲ့ရွှေ့ပြောင်းပြီးနေထိုင်နေရတယ်ဆိုပြီးတော့သတင်းလေးတက်လာတာရှင့်ဒီတော့မိုးရသည့်အတွက်ကကျွန်တော်တို့အထူးသတိထားရပါမယ် ငလင်နောက်ဆက်တွဲမှာအဲ့ဒီမိုးရာရှိတယ်ဆိုရင်သူကမြေပြိုနိုင်တယ်ရိုးရှင်ကိုပြောရမယ်ဆိုတော့ရှင်မြေကြီးတစ်ခုကဒီတိုင်းလေးရှိနေသူကရှည်ရအပေါ်နေပြီးတော့သူကမိုးရွာလာတယ်ဆိုရင်မြေကြီးရဲ့အနေငယ်စိတ်ဝင်မယ်ပြီးလို့ရှင်သူကစီးစင်းသွားမယ်ပေါ့မြေကြီးကဒီလိုအကွဲမှုအကြီးဖြစ်သွားပြီးဆိုအဲ့ဒီအကွဲကြောင့်လည်းရှည်ရဝင်သွားတာဝင်သွားတဲ့ခါကျတော့ဒီမြေဟာပိုပြော့လာမယ်အန္တရာယ်ရှိလာမယ်ပေါ့နော်ဒီတော့မြေကြီးထဲမှာအကွဲမှုဘယ်လောက်ရှိသွားလဲဆိုတော့ကျွန်တော်မမြင်တမ်းတာမှမျက်စိနဲ့လေမမြင်နိုင်ဘူးဒါပေမဲ့မိုးကတိတ်ရေကတိတ်ရေဆိုတော့အပေါက်ရှာပြီးတော့ဝင်တက်တာလေ ဒါတော့ तू ကကျမတို့မမြင်နိုင်တဲ့အပေါက်တွေအကွဲကြောင့်နေတဲ့ तू ကဝင်သွားလို့ရှင်အဲ့ဒီအကွဲကြောင့်နေရှိနေတဲ့အပေါက်မှာတိုက်ရှိရဲဆိုဒီတိုက်ကပြိုကျနိုင်တဲ့အန္တရာယ်ရှိရဲရှင်ငလင်းလောက်သွားတယ်ပေါ့နော်သူများတိုက်ပြီးစောင်းသွားတယ်ရွှဲသွားတယ်โอเคကို့တိုက်ကမစောင်းဘူးဆိုပြီးတော့စိတ်ချလက်ချနေဖို့တော့မသိအောင်ရှင်တရားလေးစစ်ဆေးတာလုပ်တင်ပါလေကို့တိုက်ရဲ့အောက်မှာအကွဲကြောင့်မြေရဲ့မြေအကွဲကြောင့်ရှိနေမလားကိုမသိနိုင်လေအဲ့လိုရှိနေခဲ့လို့မြေပြော့လို့ရှင်ကို့တိုက်ကရောနေထိုင်တဲ့ဘရုံးဆိုမပြိုသွားပါဘူးမစောင်းသွားပါဘူးလို့ဘယ်သူမှအာမခံနိုင်မှာမဟုတ်ရှင် ဒါကြောင့်အဆောင်အုံတွေကိုပြန်ပြီးတော့စစ်ဆေးပြီးမှနေထိုင်မှာဆိုတော့အလကားပြတော့မဟုတ်ပါဘူး။ကျမတို့ကဆက်ဆက်နေရပါတော့။မကြခင်မိုးရသည်ရောက်တော့မယ်ရှင်။ကျမအင်မတန်စိတ်ပူပါတယ်မိုးရသည်ကိုလေ။မနှစ်ကတော့မှရေကြီးရတော်တော်ဆိုးခဲ့တာ။ဒီနှစ်ကောရေကြီးနိုင်ချင်ရှိလား။မလုံးမမသိနိုင်။မုန်တိုင်းသာရှိခဲ့လို့ရှင်ရေအများကြီးမိုးရသွန်းတဲ့အခါပါလာနိုင်တယ်။အဲ့ချိန်ကျလို့ရှင်ရေကြီးတာထပ်မံဖြစ်ပွားနိုင်တယ်ရှင်။ငှက်နေရလည်းလှုပ်ထားတယ်။ရေရလည်းကြီးရဲ့ရေတွေတအားဝစ်တယ်ဆိုရင်မြေပြိုမှုအန္တရာယ်မြင့်မာပါတယ်။ဒါကြောင့်အခုတည်းကကိုယ့်ရဲ့အဆောင်အုံကြန့်ခိုင်မှုကိုတေချာစစ်ဆေးပါ။ တတိဝိရိယနဲ့နေထိုင်ပါလို့ပဲကျွန်မပြောချင်ပါတယ်ရှင့်အခုတော့မှဟိုတိုက်ကပြိုဒီတိုက်ကပြိုဖြစ်နေပြီမိုးရသည့်တွင်လုံးကျွန်မတို့တောက်ခံရအောင်ပါ၃လလကြာမှာပေါ့နော်အဲ့ချိန်လေးမှာတော့ဘာအန်ရဲမှမရှိဘဲနဲ့အားလုံးဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပါတယ်ရှင့်ဒီလိုဖြတ်သန်းနိုင်ဖို့ဆိုတော့လည်းကျွန်မတို့ကညံတဲ့ဝိရိယအားကိုးပြီးတော့အဆောက်အအုံကြံ့ခိုင်မှုစစ်ဆေးရမယ်ပြီးတော့ကိုယ်နာမှာပြိုနေတဲ့တိုက်တွေပါရှိရဲစောင်းနေတဲ့တိုက်တွေပါရှိရဲဆိုလည်းဖြစ်နိုင်တော့ဒီတိုက်ရဲ့အနီးနားပတ်ဝန်းကျင်မှာမနေဘဲနဲ့ခဏခဏရွှေ့ပြောင်းနေထိုင်ခြင်းအဖြစ်ကျမတို့ဒါကိုယ့်ရဲ့ အသက်ကိုညှန်ဆောက်အောင်မှာဖြစ်ပါရဲ့ရှင်။ကျမတို့မြန်မာနိုင်ငံသားတွေငလင်တန်လည်းခံခဲ့ရပြီးပါပြီ။ငလင်နောက်ဆက်တွဲစိုးကျိုးရေးလည်းမိုးရသည်မှာကြုံတွေ့ရနိုင်ပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကံကောင်းထောက်မှဆိုရနဲ့စိုးကျိုးအ ਨੇ ဆုံးနဲ့ဖြတ်တန်းနိုင်ပါစေလို့ကျမတို့ကဆုတောင်းမေတ္တာပို့သပါရဲ့ရှင်။ဒီဘက်ပြည်သူများရှင်ကျမခုတင်ဆက်ပေးချင်တာလေးကတော့ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စလေးကိုတင်ဆက်ပေးချင်ပါရွှေကုန်းစည်တော်မှာဖြစ်ပွားခဲ့တာဖြစ်ပါရဲ့ရှင်။ ရွှေကုန်းစီတီတော်ရဲ့စိန်ပို့တော်အထက်ဝင်ချိန်မှာမနေ့ကစနေမေလ၄ရက်နေ့ကပေါ့နော် drone တစ်စီးပြန်တန်းလာတာကိုတာဝန်ရှိသူများကမြင်တွေ့ပါတယ်။ဒါကြောင့် drone ကန်းနဲ့တားဆီးရန်ဂျိုးကန်းဂျိုးပန်းခဲ့ပေမဲ့အောင်မြင်မှုမရှိဘဲနဲ့အဆိုပါတုံးဟာအဝေးကိုပြန်တန်းလွတ်မြောက်သွားတယ်ဆိုပြီးတော့သိရပါရှင့်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပေါ့နော်အမှုဖွင့်ပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိရဲ့။ပြီးတော့ဒီ drone မောင်းနေတဲ့သူကိုဖမ်းဆီးနိုင်ဖို့အတွက်လိုက်လံရှာဖွေနေရဲဆိုပြီးသတင်းရရှိပါရှင့်။ကျွန်တော်နိုင်ငံရွှေကုန်ဖျားနာမှာပေါ့နော်ဖျားရွှေကုန်ဖျားနာမှာဆိုရင်ဒီ drone နဲ့ပြန်တန်းခြင်းကိုတင်းကျပ်စွာတားမြစ်ထားရရှင့် အဲ့လိုတားမြစ်တဲ့ကြားကနေပြီးဒီ drone ဟာရောက်ရှိလာတာဖြစ်ပါတယ်ဘယ်ကနေရောက်လာတာပါလဲရှင်တေးကြတာကတော့ကောင်းသောရှိပဲကျန်နေရောက်လာတာဟုတ်ပါမလားဘောနော်ဒါလေးတော့စဉ်းစားမိပါတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်နိုင်ငံမှာဒါဖြစ်နိုင်ကြီးပေါ့နော်။ဘယ်ကရောက်လာလဲဆိုတော့ဖြစ်နိုင်ကြီး။ကျွန်တော်ကလိုလိုက်ပြီးတော့လေးလာဆန်းစစ်တဲ့ခါမှာဆိုတော့ဖြစ်နိုင်ကြီးနှစ်ခုသုံးခုတော့ထွက်လာပေါ့။ပထမဆုံးဖြစ်နိုင်ကြီးကဘာလဲဆိုတော့ဒါအကောင့်ဘက်ကပေါ့နော်တွေးတာ။ကျွန်တော်နိုင်ငံမှာလို့ခေါ်ကြရင်ဓာတ်ပုံလေးမြန်မာလေးမယ်။အဓိက Google တို့ဘာတို့မှာကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေကိုဒေါ်လာနဲ့ရောင်းစားနေတဲ့ဓာတ်ပုံစရာရှိရဲ့ရှင့်။ကျွန်တော်မြန်မာနိုင်ငံပုံရိပ်တွေတမှုရှိရဲ့နော်။ တကယ်တမိုးရှိရဲ့အဲ့ဒါကြီးတို့ဒေါ်လာနဲ့ရောင်းစားနေချုပ်နိုင်ငံသားတိုင်းမြန်မာနိုင်ငံလာရဲဆိုတာလေကျမတို့တို့စီကနေပြီးတော့ရာသီအကျိုးမြတ်ကိုရအောင်ထောက်ရမယ်ဆိုတာကလေဘာကြောင့်ပြောရလဲဆိုရင်လေတိလာတို့ကလေကျမတို့နိုင်ငံလာတာအကျိုးမြတ်လာထောက်တာရှင့်တိလာပကံဖရားတွေပါသွားပြောရှင့်အဲ့ပကံဖရားတပုံတွေပါရိုက်အလကားရိုက်တာမဟုတ်မြန်နိုးလို့ရိုက်တာမဟုတ်ပြန်ရောင်းစားဖို့ရိုက်တာနော်တချို့တွေဆိုရင် drone မြင်ကွင်းနေလေ drone မြင်ကွင်းနေဥမာပကံဖရားရွှေကုံဖရား drone မြင်ကွင်းနေမြင်မှာပေါ့အဲ့ဒါလေဒီလိုပဲ ဥစ္စာဒေါ်လာနဲ့ရောင်းစားလို့ရတယ်နော် Google မှာလေသိလားအခုကျမတို့နိုင်ငံအရင်ကျေးမှုအမွေနေ့တွေတဟုတ်ရသွားပြီးရှင်ခုမှသူတို့အဲ့လိုမျိုးပိတ်စားတွေဝယ်စားတွေအသုံးဆောင်တွေပြန်ထုတ်တာလည်းရှိရဲ့အဲ့ဒီဒီဇိုင်းတွေကိုပြန်ရောင်းစားတာနော်သူတို့ကကျမတို့နိုင်ငံအစီနှစ်ကိုလာပြီးခတ်စားနေရကျမတို့ကသူတို့ဒီတိုင်းတည်းမှာပုံပုံပဲပဲနဲ့ပေးလိုက်စရာအကြောင်းမရှိဘူးအဲ့လိုပေးနေရတဲ့နှစ်ပေါင်းများစွာလဲကြာခဲ့ပြီအဲ့ဒီဖြစ်စဉ်ကဒီဟာလဲဖြစ်နိုင်ပြီးရှိရပေါ့နော်ဟိုရွှေကုံဖျားရဲ့ညင်ခွင်းကို drone နဲ့လာပြီးတော့အမြင့်ရနေလာရိုက်တာလား ီလိုရိုက်ကြတာမှခွင့်ပြုချက်မရှိဘဲနဲ့ရိုက်တဲ့ပုံစံခွင့်ပြုချက်ယူလို့ရှိရင်တို့အခွန်ဆောင်ရမှာလေဒီကကျမတို့နိုင်ငံရဲ့ပုံရိပ်တွေကိုအသုံးပြုမယ်ဆိုတော့တို့အခွန်ဆောင်ရမှာအဲ့ဒီခွန်ကြလဲတို့ကကျမတို့စိတ်နာမရှိနိုင်ငံသားသားတွေကနိုင်ငံသားသားဆိုတာအထက်မကြီးနဲ့နော်နိုင်ငံသားသားမှလည်းကလင်ကကြစ်ရှိရအဲ့လိုသူများရဲ့ရင်ကျေးမှုကိုခိုးပြီးတော့ရောင်းစားရတာမရှိရဲ့ရှင်ဒီကနော်နိုင်ငံသားသားဆိုတာလဲကျမတို့ကဆွတ်ဆတ်ထင်ကြီးကြမလို့ကျမတို့ကမှတို့ရင်ကျေးမှုတော့မခိုးဘူးတို့ကလည်းလာခိုးတယ်ကျမတို့ရင်ကျေးမှုအဲ့လိုဒီအစစ်မြင့်နေတယ်ဒီလားအဲ့လိုအစစ်မြင့်နေရင်ကျေးမှုပိုင်ဆိုင်ထားတာတော့မှတချို့မြန်မာတွေကတန်ဖိုးထားတာကောင်းမှမသိဘူး ဇလန်အဲ့လိုတော့ရှိရဲကျွန်မနိုင်ငံလေးသိလားတန်ဖိုးရှိတန်ဖိုးသိမှတန်ဖိုးရှိရဲဆိုတာကအဲ့ဒါကျွန်မမြန်မာတွေအတွက်ပဲကျွန်မတို့ကိုတန်ဖိုးကိုမသိဘူးကိုကိုကိုကဘာမှာအစင်တန်းနေကြရလူမျိုးလို့ထင်နေတာမဟုတ်ဘူးကျွန်မတို့ကဘာမှာလေးသလားရင်ချင်းမှုအစင်တန်းမြင့်မာတဲ့လူမျိုးရှင့်အဲ့လိုမြင့်မာလို့တော့မှသူများနိုင်ငံလာလာပြီးခိုးနေတာကျွန်တော်တို့လာလာခိုးချနေရနော်အဲ့ဒါလေးတော့လည်းစဉ်းစားတတ်ဖို့ကျွန်မပြပြတာပါရှင်နော်ဒီတော့အဲ့ဇလန်ကဒီလိုလည်းဖြစ်နိုင်ပါတယ်ဒီဒီလိုပေါ့နော်ဒီခိုးပြီးတော့ဓာတ်ပုံရချင်တဲ့အတွက် drone မှာကင်မရာတက်ပြီးတော့လာရိုက်တာလည်းဖြစ်နိုင်တယ်ဒါဖြစ်နိုင်ခြေတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုအကြံဘက်တိုက်ခိုက်ခြင်းလို့ကျမတို့နိုင်ငံဘာသာရေးစောင့်အောင်လေအကြံဘက်တိုက်ခိုက်ခံရတာခဏခဏပဲပြီးတော့ရွှေဒဂုံဖျားနဲ့ပတ်သက်ပြီးတော့အကြံဘက်တိုက်ခိုက်မှုတွေလုပ်ဖို့အတွက်လာပြီးထောက်လန်းတာမဖြစ်နိုင်ဘူးလားဒါလည်းဖြစ်နိုင်တာပဲဟုတ်တယ်မလားမဟုတ်ပါဘူးလို့ကျမတို့ကဘယ်ရောက်မှတရက်တည်းတွက်လို့မရအောင်ဖြစ်နိုင်ခြေရအများကြီးပဲနော်တေချာတာကတော့ဒါဟာကောင်းသောရည်ရွယ်ချက်နဲ့လာတာမဖြစ်နိုင်ဘူး ပြီးတော့ drone ကိုအပျော်ပြန်တန်းနဲ့ဆိုနေရွှေဒဝံဖျားရဲ့အထက်မှာလာပြီးတော့ဝဲနေကြဘာကြောင်မှမရှိဘူးရှင်သူတို့ကဆိုနီနီနန်းနန်းပဲပြန်ရမှာပဲနော်ဒီတော့ဒီဟာကတော့တေချာလေးကို light တင်တယ်ဟို light ပြီးတော့စုံစမ်းတင်တယ်ပေါ့ဘယ်ကလာလဲဆိုတော့ဇင်းမြစ်ထုတ်ပြီးတော့စုံစမ်းတင်ပါရှင့်အဲ့ဒီဇင်းမြစ်ကမြန်မာနိုင်ငံသားစီရပဲလာလာနိုင်ငံခြားသားစီရပဲလာလာထိရောက်ဆိုတာရေးယူတင်ပါတယ်ကျွန်တော်နိုင်ငံ CEO ကနည်းနည်းလေးပြည်နေရောလေခွေးတိုးလိုက်တခိုးတိုးလိုက်ဖြစ်နေတာပေါ့နော်ဇလန်ဟန်လို့ရောရှိရရှင်သိလား CEO ပြည်နေရှင်ကျွန်တော်နိုင်ငံကလေ ်တည်မလားဟိုခွေးတို့ပေါက်လေးပေါ်တာပါရှင်အဲ့တော့အဲ့ခွေးတို့ပေါက်ကနေခွေးရဝင်းနေเนาะဒါအိတ်အိမ်နဲ့ကျွန်မဥပမာပေးတာပါဘယ်သူမှကျွန်မခွေးလို့ပြောတာမဟုတ်ပါဘူးเนาะပြောပြတာပါအကျမတမားလေးဆိုလဲဒီလိုပဲခွေးတို့ပေါက်လေးကနေဝင်းနေကျမတို့နိုင်ငံရင်းချင်းမှုကိုခိုးချင်တဲ့သူဆိုဒီလိုပဲခွေးတို့ပေါက်လေးကနေဝင်းနေကျမတို့အခုလည်းမဆောင်ချင်ဘူးအလကားရှူသွားတယ်เนาะပြင်ပြန်ရောင်းစားတယ်ကျုံမြက်တွေထုတ်တယ်ပြီးကျမတို့နိုင်ငံကိုမကောင်းပြောတယ်ပေါ့เนาะနောက်နောက်ကကျရင်ကျမတို့နိုင်ငံမှာသူတို့ကြုံလာဖြစ်မှာမသိအဲ့လိုကောင်းနေ ီဟာကျမောက်နိုင်ငံအစည်းအဝေးကိုလည်းစားတယ်ကျမောက်နိုင်ငံသားတွေမျက်နှာဖန်းပြပြီးတော့ပတ်စံတောင်းစားနေတဲ့အဖွဲ့အစည်းတချို့တောင်ရှိသေးရဲ့ရှိသေးရဲ့နော်အဲ့ဒီအပြင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေသွေးချောက်စီအောင်လို့သွေးထိုးလှုပ်ဆော်ပြီးကျမတို့အချင်းချင်းတက်ခိုင်းပြီးတော့ဇက်ပွဲကြည့်လို့ကြည်နေတဲ့အဖွဲ့ရတယ်ရှိသေးရဲ့နော်အဲ့ဒီအဖွဲ့တွေနောက်တစ်ချိန်ကျရင်နောက်နောက်ကဘာကြလို့ရှိရင်ကျမတို့မြန်မာမှာတို့ကြော်လာခံရလည်းမသေးကြရတယ်ကျမတို့ရဲ့အသက်သွေးကြောတွေကျမတို့ရဲ့ရင်ကျေးမှုတွေကျမတို့ထိန်းသိမ်းဆောက်ရှောက်ခဲ့တဲ့အရာတွေဟာသူတို့ရဲ့ထမင်းအိုးဖြစ်နေတာကျမတို့ကသူတို့ထမင်းကြွေးထားတာ သိလားအနေထားအဲ့လိုရှိရယ်နော်မြန်မာတွေကိုအနေထားကိုသိပါကိုအနေထားဒီနိုင်ငံသားတချို့ထမင်းကျွေးထားတဲ့အနေထားဆိုတာသိပါနော်ဒါပြပြရတာနော်အနေထားအဲ့လိုရှိရယ်ရှင်နော်မြန်မာဆိုပြီးကိုကိုအထင်မသေးနဲ့ကိုကြောင့်ထမင်းစားနေရတဲ့နိုင်ငံသားတွေအများကြီးပဲနော်ကျမတို့ဒီမှာအချင်းချင်းတစ်ချက်ချလိုက်တာနဲ့တို့ကဟိုမှာထမင်းထုတ်စားရတယ်အဲ့လိုအများကြီးပဲနော်အဲကိုကိုရဲ့အခြေအနေကိုသိကိုတန်ဖို့ကိုသိနော်ကိုအသက်ကိုကိုတန်ဖို့ထား เนาะမြန်မာနိုင်ငံသားတွေမျိုးတုံးပါလို့ရှိရင်ချုပ်နိုင်ငံသားတွေထမင်းငတ်လည်းမယ်ထမင်းပျောက်လည်းမယ်ထမင်းကွဲလည်းမယ်အဲ့လိုနေထားရှိရယ်เนาะအဲဒါတရင်သုံးချက်ချက်လေးကလည်းကျွန်မကိုမြန်မာနိုင်ငံသားတွေကတံမိုးလေးကိုပြောပြရဖြစ်ပါရဲ့ရှင်ကျွန်မတော့ကိုတံမိုးကိုမသိဘူးလေသိဟာကိုတံမိုးကိုမသိဘူးအဲ့တော့ကိုတံမိုးကိုသိအောင်ပြောပြတာကိုတံမိုးကိုသိပြီးတော့ကိုနိုင်ငံတော်ဒီတက်တံမိုးရှိအောင်လုပ်ရမယ်ရှင်ဒါလေးကအရေးကြီးပါတယ်เนาะဒီတော့တရင်ဆိုလို့ရင်ကတော့ drone တွေဟာဒီလိုမျိုးလွတ်လပ်စွာပြန်တန်းနေရမဖြစ်သင့်ဘူးနိုင်ငံတော်ကနေပြီးတော့လုံခြုံရေးကိုအထူးပြုစိုက်တင်တယ်ကျမတို့ရန်ကုန်မှာဆိုလဲတကိုးကြီးရဲ့ ဖျားစီတွေရှိရဲပြီးတော့တံပိုးကြီးတဲ့အဆောက်အုံတွေအများကြီးရှိရဲဟိုဘယ်လိုပြောမလဲ drone နဲ့ပဲစစ်ပွဲတွေအခုချိန်မှာဆင်နွှဲနေတဲ့အတွက်ဒီ drone တွေကနေလက်နက်တွေကြမလာဘူးလို့လည်းဘယ်သူမှဘဲဘေးရင်ဆရာမအတိအကျဟောမထားအောင်ရှင်။ဟောဒီတော့ဒါလုံကြုံရေးအစ်င့်ညစ်တင်တဲ့နဲ့ရန်ကုန်အတွက်အနီရောင်မီးလေးတစ်ချက်ပွင့်သွားလို့ပဲကျွန်မမြင်နေရှင့်။နော်ဒီတော့ရန်ကုန်တိုင်းမှာတာဝန်ရှိတဲ့သူတွေအထူးပြုစိုက်ပါလို့လည်းကျွန်မတို့ဒီမိဘပြည်သူများအားလုံးကိုစားပဲတိုက်တွန်းလိုက်ပြန်စေရှင်။မိဘပြည်သူများရှင့် UCC ကနေပြီးတော့ဘောနော်ဒီစင်ရင်တစ်ခုထုတ်ပြန်ထားရှင့်။ ဲ့ဒီစီရင်ပါလဲဆိုတော့သူတို့ NUCC အဖွဲ့အစည်းမှာပါဝင်တဲ့ကောင်စီဝင်တွေပေါ့နော်ကောင်စီဝင်တွေကိုယ်စားလှယ်တဲ့နာမည်စင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာထူးခြားချက်အနေနဲ့ NLD မပါတော့ဘူး။အဲ့ဒီကလည်းမပါတော့ရှင်းပြီလားမပါတော့ဘူးပါတာကပါလဲဆိုတော့လူပေါင်တဲ့ဒီမိုကရက်တစ်ပါတီ DPNS တခုပဲပါတီအနေနဲ့ပါဝင်အောင်မြင်တွေ့ရပါတယ်ရှင့်တော့ကျွန်မအနေနဲ့ကဒီ NUCC ဆိုတာပါလဲဆိုတာနည်းနည်းလေးရှင်းပြချင်ပါတယ်နော် အန်ယူစီစီဆိုတဲ့အဖွဲ့ကတော့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီဆိုပြီးတော့သူခေါ်တွဲထားပါတယ်ရှင့်အဲ့ဒီအဖွဲ့အစည်းကဆိုရင်2021 March 18ရက်နေ့မှာစတင်ပြီးဖွဲ့စည်းခဲ့တာပါပြောရမယ်ဆိုရင်တော့အဲ့ဒီအဖွဲ့အစည်းကဥစားပေါ့ NUG တို့ဒီ CRPH တို့ပေါ့နော်ဒါတွေတို့ကအကြံပေးတဲ့အဖွဲ့ပေါ့ကြံပေးတဲ့အဖွဲ့နေပြီးတော့ဖွဲ့ထားတာဟိုလူတွေအားလုံးရင်းနှီးနေကြတယ်မျိုးဒေါ်လာရင်းနဲ့တူမျိုးွားထားတဲ့အဖွဲ့ပြောရမယ်ဆိုတော့ရှင်အခုကျွန်မကျွန်မမြန်မာနိုင်ငံမှာအကြံပေးလို့တယ်လုပ်နေရင် NUG တို့ PDF တို့ရဲ့ခေါင်းကင်ခခဲ့ပေါ့သူတို့ပေးတဲ့အကြံစီလေးနဲ့ပဲဒီလိုမျိုးမြေပြင်မှာဖြစ်ပေါ်လာတာ ရေတောက်မြစ်ကတို့အဲ့အဖွဲ့ရှင်အဲ့တော့အဲ့အဖွဲ့မှာဆိုရင်ပြည်တော်စုလွတ်တယ်လွတ်တော်ကိုစားပြုကော်မတီအပါဝင်ရွေးကောက်ခံလွတ်တော်ကိုစလဲတွေပါတယ်ပေါ့နော်ရွေးကောက်ခံဆိုတာဒီ NLD တို့ပါလို့အရင်ကပေါ့ရှင်2020ရွေးကောက်ပွဲမှာပါခဲ့တဲ့ကိုစလဲတွေပေါ့နော်အဲ့ကိုစလဲတွေပါဝင်တယ်ပြောနိုင်ငံရေးပါတီရေ Federal Unit လူမျိုးအလိုက်တိုင်းအမေရိကန်ကောင်စီရေတိုင်းသလက်နက်ကန်ဖွဲ့စည်းရေပါဝင်နေရှင့်ပြီးတော့တပိတ်ကော်မတီလည်းပါဝင်နေစီဒီယန်လှုပ်ရှားမှာစီဒီယန်လှုပ်ရှားမှာပါဝင်နေသူလည်းပါတယ်အရက်ဘတ်အဖွဲ့စည်းလည်းပါတယ်ဒါတော့အမျိုးသမီးလူငယ်အဖွဲ့စည်းစတဲ့ဖြစ်ပေါ့နော် ဒီအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီမှာဆိုရင် KNU ရဲ့ CNF ရဲ့ KNPP ရဲ့ ABSDF ရဲ့အပါအဝင်တိုင်းဒေသနဲ့ကန်အဖွဲ့၈ဖွဲ့ပါဝင်နေရှင်သူတို့ ਨੇ ပူးပေါင်းထားတာပေါ့နော်ပူးပေါင်းပြီးတော့လှုပ်ဆောင်နေရပြီးတော့ NUCC မှာဆိုရင်အဖွဲ့စည်းပေါင်း33ဖွဲ့ရလူပုဂ္ဂိုလ်တွေလည်းပါဝင်ပါရှင်ဒီကောင်စီရဲ့အဓိက main ကောင်ဆောင်ပေါ့နော် main ကောင်ဆောင်ကိုဦးမဲကိုနိုင်ဆိုပြီးတော့လည်းသိထားကြတဲ့သူတွေရှိရဲ့ရှင်ဦးမဲကိုနိုင်ကဒါကိုစတင်ပြီးတော့ဖွဲ့စည်းခဲ့တဲ့သူဖြစ်နေပြောကြတာပေါ့နော်ဒီတော့ဖြစ်နိုင်ခြင်းတော့ရှိပါတယ် ဦးမေးကိုနားလည်းလည်းပို့တည်တည်မမဟုတ်တာရှင်သူကလည်းဘောနော်သူကလည်း88ခရေရနေပြီးတော့နိုင်ငံရေးလောကမှာဂျင်းကဲတော့ဂျင်းတော့မဟုတ်ဘူးရှင်သူကဂျင်းစင်းမဟုတ်ဘူးဂျင်းဘောကထုံးနော်ဂျင်းဘောကထုံးလို့မျိုးလဲလဲဝဲနေခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီလိုမျိုးအားလုံးအားလုံးရဲ့ထိတ်မှနေနေတဲ့အခွင့်အရေးခုကိုတည်ထောင်ခဲ့တာသူဆိုတာကတော့ကျမတို့တန်တရားမဖြစ်ဘူးဖြစ်နိုင်ခြင်းရှိရလို့ထင်နေရှင်ဒီတော့ NUCC ဟာဆိုရင်ဘောနော်2021နောက်ပိုင်းမှာနိုင်ငံတော်ရဲ့ဒီအခုလက်ရှိဖြစ်နေတဲ့ကိစ္စရဲ့ဒီအားလုံးကို အကြံပြုပြီးတော့သူကကြိုးကင်ဖို့အတွက်ထွက်လာတဲ့အဖွဲ့အစည်းတစ်ခုနော်အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့ CRPH ကလူတွေပါတယ်အဲ့ဒီကနေ UNG တွေပါဆင့်ပွားဆင့်ပွားပြောင်းလဲလာတော့မိဘပြည်သူများတည်ပဲရှင်းဒီအဖွဲ့အစည်းကဘာကြောင့်အခုကြမှာသူတို့ရဲ့ကိုယ်စားလှယ်တွေသူတို့အဖွဲ့ဝင်တွေကိုစည်ရင်းနေတကွာထုတ်ပြန်လာလဲရှင်းပထမမထုတ်ပြန်အောင်နော်မထုတ်ပြန်အောင်ဘာကြောင့်လဲဆိုတော့ဒီကိုယ်စားလှယ်တွေရဲ့လုံခြုံရေးတွေအတွက်မထုတ်ပြန်အောင်သူတို့အခုရွေးကောက်ပွဲနေတော့မှဘာကြောင့်ထုတ်ပြန်တယ်လို့ထင်ပါတယ်လဲရှင်းကျမမြင်တဲ့အမြင်ကတော့ဒါဟာတက်တဲ့ဖြူချက်တစ်ခုသာဖြစ်ပါတယ် ဘာအတွက်တက်တည်ပြူတာလဲဆို NLD အတွက်တက်တည်ပြူတာဖြစ်ပါရဲ့ရှင့် NLD ကအကြမ်းဖက်သမားတွေအကြမ်းဖက်လုပ်ရလုပ်နေရအယူဂျီတို့ CRPH နဲ့ပတ်သက်မှုမရှိပါဘူးဆိုတဲ့တက်တည်ပြချက်ကိုအဝေးကနေသူကလှမ်းပေးတာရှင့်ကျမလိုပဲညင်ပါလေဒါဟာနိုင်ငံရေးမာယာပြည့်ရဲ့ကြွယ်ဝကျင်တာဖြစ်ပါတယ်ဒီတော့ NLD ဆိုရင်ဒီ NUCC ပေါ့နော်နိုင်ငံတော်ပုံကန်တဲ့လုပ်ငန်းတွေကိုလုတ်ကင်နေတဲ့အဖွဲ့အစည်းကောင်ကျုပ်ဖြစ်တဲ့ NUCC မှာတကယ်ပါဝင်ခဲ့ခြင်းရှိလားမရှိလားဆိုတာကတော့လည်းစဉ်းစားရမယ့်အချက်ပဲရှင့် တို့ကိုယ်စားလှယ်နာမည်စင်းထွက်လာပါတယ်ကျမဒီမှာပြတ်တာထားပါတယ်အဲ့ဒီမှာသွားဖက်တော့ခါကြတော့နံပါတ်1နံပါတ်1ပါဝင်တဲ့သူကစီတူမှာနံပါတ်1မှာတယ်ဟိုသဘောပေါက်လိုက်တယ်စီတူမှာ CRPH ဆိုပြီးတော့ပါထားတယ်ဒါပေမဲ့စီတူမှာဒီ2020တုန်းကအထွေရုပ်ောက်ပွဲမှာဆိုရင်ဗဘဲတန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLD ကရွေးချယ်ထားတဲ့သူရှင့်နံပါတ်1ကိုယ်စားလှယ်မာတဲ့ကို NLD ပါလားမပါလားဆိုတာလေမင်းမဆင်သွားသူရှင်းနေရပဲဒီလားနိုင်ငံရေးမှာဘရောမအရေးရှိရှိမတွေ့ရအောင်ဆိုစကားရှိရပါတော့ မာယာတွေပါတယ်လေမာယာတွေပရိယတွေပါတယ်လေအမှန်တော့ဟိုအရှက်စကားနဲ့ပြောရင်ကလင်ကကြစ်ကြတာပေါ့ကလင်ကကြစ်ကြတာပေါ့ရှင်နိုင်ငံရေးစကားနဲ့ဆိုတော့နိုင်ငံရေးပရိယကျွဲတယ်ပေါ့ရှင်ဒီတော့ okay နိုင်ငံရေးပရိယကျွဲွားဆောင်နဲ့တို့က NLD ဟာဒီကောက်ဝယ်မှာပါဝင်နိုင်မှုအတွက်ကိုတို့ကနောက်ကနေပြီးတော့နောက်ကိုရနေပြီးခုညီပေးလိုက်တာပဲရှင်အဲ့ထုတ်ပြန်ချက်ကလေဒါပေမဲ့ NUCC ကနေပြီးတော့အခုလိုမျိုးပေါ့နော် NLD ပါတီဝင်တွေမပါဘဲနဲ့ပေါ့နော်တို့ဒီဒီလည်းပတ်နေပါတယ်ဆိုတော့တတ်သိပြချက်ကိုဒီလိုထုတ်ပြန်လာတဲ့နောက်မှာဆိုရင်သတင်းလေးထွက်လာရရှင်အဲ့ဒီသတင်းတွေတက်လာတဲ့ခါမှာသတင်းတောက်တွေရေးထားလေးပေါ့နော်အဲ့လေကျွန်မ စဉ်းစားရမယ့်အချက်လေးကိုပြောပြချင်တာပါဒါဘာလဲဆိုတော့ NLD အနေနဲ့တဲ့2022ကလေးက UNCC မှာပါဝင်ပတ်သက်မှုမရှိတော့ဘဲနဲ့တရားဝင်တုတ်ထတာမျိုးလည်းမရှိခဲ့ဘူးတဲ့ဟုတ်လေဆိုလိုချင်တာတော့ရှင် UNCC မှာ2022အထိကိုသူကပတ်သက်နေဆိုတဲ့ဘောပဲလေဒါပြင်တရားဝင်နှုတ်ထွက်ထားလည်းမရှိဘူးပြီးတော့ပြီးတော့သူရကိုယ်စားလှယ်လေး CRPH ဆိုတာလည်းဘယ်ရလာရလဲရှင် CRPH ကမျိုးစေ့ကဘယ်ရလာရလဲ NLD ကိုယ်စားလှယ်လေးကဖြစ်သွားတာလေအဲ့ဒီအနေမှာ UNCC စစ်စင်ပြောင်းသွားတာနမိတ်စာပြောင်းသွားတာ NLD ရဲ့ LND ရဲ့ရေတောင်းပြင်းသစ်စေလေးကနေဖြစ်သွားတဲ့အပင်ပဲရှင် ိလားအဲ့ဒီကမှသူတို့ကသူမျိုးဆက်ပြီးတော့ဟိုဟိုပင်ဒီပင်ပြောင်းလာလို့ရှိမှာပေါ့နော်အပင်ကမျိုးဆက်လို့ရတယ်လေပြန်ပါအဲ့တော့ NDT ကနေပြီးဟိုအလေးနဲ့ဆက်တရားလေးနဲ့ဆက်အပင်အစ်စ်ဖြစ်ဖြစ်နေမယ်ဒါပေမဲ့တကယ်မူရင်းမျိုးစိတ်ကတော့ NDT ကလာတာပဲ NDT ကအခုချိန်မှာရွက်ကပွဲဝင်မှုတော့ကိုဝင်မလားမဝင်မလားဆိုတဲ့ဇလန်းနေကြတယ်မှာသူတို့ကဝင်စေချင်တဲ့အတွက်ဒီလိုမျိုးသက်တေပြကြတယ်ကိုတင်ပြတာရှင်ဒီတော့ NDT ကို CRPH တို့ NUG တို့နဲ့အကြမ်းဖက်လုပ်ရတဲ့နေပတ်သက်ဆက်နေနေတဲ့ဒီ NUCC အဖွဲ့က NDT ကိုထောက်ခံချက်လုပ်ပေးတယ်ဆိုတဲ့သဘောတရားတစ်ခုက ရည်ရွယ်ချက်ကဘာပါလဲရှင်မိဘပြည်သူတို့အရှိန်စဉ်းစားကြည့်အောင်ရည်ရွယ်ချက်ပါလေအနေဒီဒီရွက်ောက်ပြန်ပြန်ဝင်လို့ရလက်ကောင်းခုရခဲ့ပြီးရှိတော့ဒီအဖွဲစည်းထဲမှာပါဝင်တဲ့သူတွေကပြည်တော်ဝင်တာမဖြစ်နိုင်ပါဘူးဖြစ်နိုင်မှာပေါ့အရင်ဖြစ်နိုင်သွားပြီဒါအပြင်ကိုနိုင်ငံတော်တစ္ဆာဖောက်ပြီးတော့လုပ်ခဲ့တဲ့ NLD ရဲ့လုပ်ရက်တွေကိုပြည်ပုံးခချဖို့တော့ NLD မစ조사နိုင်တာရှင့်조사နိုင်တာပေါ့ NLD ကမဲခိုးတာတခုလုပ်ခဲ့တာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာလေအခုတော့ပြောလိုက်နေသလား NLD မဲခိုးလို့အဖမ်းခံရတာမဟုတ်ဘူးမဲခိုးတာထပ်ပို့ပြီးတော့ ကြီးမားတဲ့အဖြစ်တွေကျူးလွန်ထားတာရှင့်နိုင်ငံတော်တစ္ဆာဖောက်ထားတာနိုင်ငံတွေကိုတရားမဝင်တဲ့ဘင်းတော်တော်များများကိုသွတ်သွင်းခဲ့တဲ့တရားခဏ်ထဲမှာ NLD ပါတီဝင်တချို့လည်းပါဝင်နေရှင့်ဒီလိုသမိုင်းသက်တွေတွေဟာကျမတို့ဘက်မှာအများရှိပါတယ်ပြီးတော့ NLD ဟာခုချိန်မှာကိုယ်နေရာကိုမသိပဲနဲ့ရွေးကောက်ပွဲဝင်ကျင်နေဆိုတဲ့ပုံစံမျိုးတွေစဉ်းစားလာတဲ့အခါမှာကျမတို့ကလုံးဝလန့်ခံနိုင်မှာမဟုတ်ရှင့်ဒါကြောင့်လဲဆိုတော့ NLD ဟာနောက်ကျမရှင်မတန့်ရှင်းဘူးရှင့် အစိုးရဖြစ်ခဲ့တဲ့ကာလမှာလည်းနိုင်ငံတော်ဘောသက်စာမရှိခဲ့ဘူးနိုင်ငံတော်ဘောသက်စာမရှိတဲ့သူတွေများခဲ့တယ်ရှင်အဲ့ဒီသက်စာမရှိတဲ့သူတွေကိုလည်းတို့အချင်းချင်းလည်းမနိုင်ဘူးထိန်းလို့လည်းမရခဲ့ဘူးဒီလိုမျိုးအရေးချင်းမရှိတမိုင်းကြောင့်မကောင်းတဲ့ပါတီတစ်ခုဟာမြန်မာနိုင်ငံမှာဆက်လက်ရှင်သန်ကြအောင်မရှိဘူးရှင်စမောက်နိုင်ငံမှာလေပါတီအများရှိတယ်ဒီလားပါတီအများကြီးသူများနိုင်ငံထက်တော့များသေးတယ်အဲ့ဒီပါမပဲဒီရွေးကောက်ပွဲကတရားဝင်မယ်ဆိုတာမျိုးသူများနိုင်ငံပြောရခဲ့မယ်ဆိုတော့မှကျမတို့မှပြန်ပြောစရာတသက်ပြတ်ချက်တွေအများကြီးပဲရှင့်မြန်မာနိုင်ငံကတော့ပါတီများလားမြန်မာနိုင်ငံပဲ ဟုတ်တယ်မလားဒီရောအနေဒီတခုလည်းမပါရုံနဲ့ဒီရွေးကောက်ပွဲတရားမမျှတပါဘူးဆိုရင်လက်ရှိရှိနေနိုင်ငံရေးပါတီကပါတယ်လေဒီနိုင်ငံရေးပါတီရဲ့ဂုဏ်သိက္ခာမဲ့လို့ဖြစ်မသွားအောင်လားချက်စဉ်းစားကြည့်နော်အဲ့တော့ဒီလိုအခြေအနေရှိပါတယ်ဟိုပြောရမယ်ဆိုတော့ရှင်နိုင်ငံရေးမှာကတော့အားလုံးကကိုကြိုးကြိုင်လို့ရတဲ့အရာကိုပဲလိုချင်ကြတာအားလုံးကတက်တက်ကြောက်ကြိုးကြိုင်နေကြတာကမ္ဘာဇက်ခုံပေါ်မှာလေကမ္ဘာနိုင်ငံရေးဇက်ခုံဆိုတာတက်တက်ကြောက်အဲ့လိုမျိုးနင်ကငါကြိုးကြိုင်လိုက်ငါနင်ကိုကြိုးကြိုင်လိုက်ဘယ်သူမှကြိုးမကြိုင်တာမြန်မာနိုင်ငံတိုင်းနိုင်ငံမှာရှိတယ်အမှန်တန်ဖြူစင်ရိုးသားသောနိုင်ငံကျွန်တော်နိုင်ငံက တိလားဒီတော့ကျမတို့နိုင်ငံကိုကြိုးကင်ကျင်တဲ့သူတွေလည်းလက်ကတသန်းလောက်ရှိတယ်တိလားတယောက်မြောက်တော့မဟုတ်တော့တသန်းလောက်ရှိတယ်နိုင်ငံတိုင်းကကျမတို့နိုင်ငံကိုကြိုးကင်ကျင်နေတာဘာကြောင့်လဲဆိုတော့အင်အားကြီးနိုင်ငံတွေနဲ့ကျမတို့ကကပ်ပြီးတော့ရှိနေရတဲ့အတွက်ကျမတို့နိုင်ငံရဲ့ဖြစ်တည်မှုကလည်းအဲ့လိုမျိုးတန်ဖိုးရှိတယ်နော်ဒီတော့ဒီလိုအခြေအနေတစ်ခုမှာ NLD ပါတီမှတည်လား NLD ပါတီပဲလိုချင်တာဘာကြောင့်လဲဆိုတော့မေကွန်ပြန်မေးကြည့်လိုက်ဒီဒီလောက်ထိရွေးချယ်စရာပေါ်နေတဲ့အခြေအနေတစ်ခုမှာဘာလို့ NLD မှဖြစ်ရလာလဲလို့မေးကြည့်လိုက်တာလားပြောလာခဲ့သည်ရှိတော့ပြောပြတာလားပြီးတော့ကြားသေးတော့အတတ်မသွင်းခြင်းဘူး ဲ့ဒီကြားတွေရှင်းလာရင်ကျမတို့ပြည်သူတွေပဲကြိုက်အောင်မှာကျမတို့ပြည်သူရဲ့လယ်ဘင်းမှာကြားကြိုက်ရခုဒီမမေ့သေးဘူးเนาะသိလားကြားကြိုက်ရလေးတွေကိုစီနဲ့ကြားလေးမမေ့စေချင်ပါအောင်ရှင်းဒီတော့ဒီကြားကထပ်ပြီးအသက်ရှင်လို့ရှင်းနောက်တစ်ခါထပ်ကြိုက်လို့ရှင်းဒီခါအသက်ရှင်နိုင်အောင်လားဆိုတော့အမမခံနိုင်ကျမတို့ပြည်သူတွေလည်းလေเนาะကျမတို့ဒီချိန်မှာကြားကြိုက်ရလေးရှင်းနေပြီနောက်ကျထပ်ကြိုက်ရင်ဒီချိန်သေသွားနိုင်တယ်เนาะ ပထမချိန်မသေးရလို့နောက်ချိန်ကျရင်သေသွားနိုင်တယ်ပထမချိန်မှာလည်းကြားကြိုက်ခံလို့သေသွားတယ်အများကြီးပဲဒါကြောင့်ကြားသေးကိုအတမသွင်းကြပါနဲ့လို့ပြောချင်ပါတယ်ရှင်ဒီစကားလေးကတကယ်တော့ကျမဆပြောတာမဟုတ်ပါဘူးအင်မတန်သမိုင်းဝင်ခဲ့တဲ့စကားလေးဖြစ်ပါရှင်ဒီသမိုင်းဝင်တဲ့စကားကိုပဲကျမဒုတိယချိန်ထပ်ပြောချင်ပါတယ်ကြားသေးကိုအတမသွင်းကြပါနဲ့ရှင်တကယ်လို့ကြားသေးကိုအတသွင်းခဲ့သူရှိတော့ကျမတို့ကတော့ကြားသေးရဲ့သမိုင်းကြောင်းကိုထောက်ထုတ်ပေးရမှာဖြစ်ပါရှင်ဒါကျမတို့တောင်းအောင်ပါပဲကျမတို့နိုင်ငံပေါ်မှာအသက်စာမရှိတဲ့ပါတီရဲ့ကျမတို့နိုင်ငံရေးထဲမှာပါဝင်လာမယ်ကျမတို့နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာ ရယူဖို့အတွက်လှုပ်လာမယ်ဆိုကျမတို့ကသူ့ရဲ့နောက်ကျောင်းကိုသူတို့ကျမတို့နိုင်ငံဘယ်လိုတစ္ဆာဖောက်ခဲ့လဲဆိုတာတွေကိုကျမတို့ကအတိအကျဖော်ထုတ်မှာဖြစ်ပါရဲ့ရှင့်အချိန်ညာတိုက်ပွဲတွေအရန်ပြင်းထန်သွားပါလိမ့်မယ်ရှင့်ကျမတို့ကတော့အလျှောက်ပေးစရာအကြောင်းတစ်စက်မှမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျမတို့ပြည်သူတွေရဲ့အသက်တွေအများကြီးရင်းကြရတဲ့ခရီးလမ်းတစ်ခုမှာဒီလိုမျိုးအကြမ်းဖက်သမားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ပါတီတွေကနိုင်ငံရေးစနစ်ပေါ်ပြောင်းလာမယ်ဆိုရင်ဒါကျမတို့ပြည်သူတွေအတွက်မတရားအောင်ရှင့်ဒါတော့ကျမတို့ကတော့အနိုင်မခံအရှုံးမပေးပါပဲမိုင်းမခံအရှုံးမပေးပဲတွေးပါတယ်ပြည်သူတွေလည်းဒီလိုပဲတွေးထားပါရှင့် ကျမတို့အားလုံးစီလို့ညီညွတ်စွာနဲ့အကြမ်းတ်သမားတွေကိုထောက်ခံခဲ့တဲ့ပါတီတွေအကြမ်းတ်သမားတွေနဲ့ပတ်သက်မှုရှိတဲ့နိုင်ငံရေးသမားတွေမြမနိုင်ငံရဲ့လောကထဲပြန်လည်ရောက်ရှိမလာစေဖို့အတွက်ကျမတို့အတက်နိုင်ဆုံးစ조사ပြီးတော့ကာကွယ်ကြရပါမယ်ရှင်။ဒါဟာကျမတို့နိုင်ငံရဲ့မျိုးဆက်အတွက်ကို2021လို့သွေးချောင်းဆင်းမှုတွေထပ်ပြီးတော့မဖြစ်အောင်လို့ကျမတို့ကသမိုင်းတွေကနေပြီးတော့စ조사ပေးတဲ့သူတွေသူရဲကောင်တွေဖြစ်လာမှာပါရှင်။ကျမတို့အားလုံးသမိုင်းတည့်ခံမဖြစ်စေဖို့အတွက်အကြမ်းတ်သမားတွေကိုကျမတို့ခင်မှာပဲအမြင့်ဖြတ်နေနေကြရအောင်ရှင်။ အဲ့လိုမှမဟုတ်လို့ရှင်တော့နောက်ထပ်မျိုးဆက်ကဒီတန်တွေကိုထပ်ခံရအောင်ပါပါကျမဒီလိုလုံးဝအဖြစ်မခံနိုင်ပါဘူးရှင်ဒါကြောင့်ကျမတို့ကတော့ကျမတို့ရဲ့ပညာရဲ့အားလုံးကျမတို့ရဲ့အသိဉာဏ်အားလုံးကျမတို့ရဲ့စိတ်ဓာတ်အားလုံးကိုရင်းနှီးပြီးတော့နိုင်ငံတော်ကာကွယ်ပါပါရှင်ကျမချစ်ရတဲ့မိဘပြည်သူတွေလည်းကျမနဲ့စိတ်နှလုံးထပ်တူပဲရှိမယ်လို့ကျမအနေနဲ့ယုံကြည်မျှော်လင့်ပါတယ်ရှင် ကျမတို့တရင်တန်ဆက်မှုတွေကိုဒီလောက်နဲ့ပဲရှင်းသားပြရစေကျမတို့ prime media တရင်တန်ဆက်မှုတွေကိုဆက်ရှိလက်ရှိနေတိုင်းပဲအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကျမ်းမာကြပါစေကျမတို့နိုင်ငံတော်ပေါ်ချစ်တဲ့စေတနာမြင့်တာနဲ့ထိုက်တန်တဲ့နိုင်ငံတော်အစိုးရကောင်းတစ်ခုကိုကျမတို့ပိုင်ဆိုင်နိုင်ပါစေလို့ကျမတို့ prime media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်